င်္ဂလာပါခင်ဗျာ2025ခုနှစ်မေလ1ရက်နေ့အတွက်မိုးလေဝသနဲ့ဇလဗေဒသတင်းများကို နေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုအစည်းအဝေးမှာထုတ်ပြန်ကြေညာပါမယ်ခင်ဗျာလွန်ခဲ့တဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့နေပူချင်းအခြေအနေများမှာကချင်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာအပီလာရဲ့ပုံမှန်ပူချင်းတို့ထက်နှစ်ဒီဂရီဆက်စီရဲ့ပိုခဲ့ပြီးမွန်ပြည်နယ်မှာအပီလာရဲ့ပုံမှန်ပူချင်းအောက်နှစ်ဒီဂရီဆက်စီရဲ့ ချင်းပြည်နယ်မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းအေရဝတီတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာအေပြည်လရဲ့ပုံမှန်ပူချင်းတို့အောက်3ဒီဂရီဆယ်စီယက်မှ4ဒီဂရီဆယ်စီယက်အထိမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းကယားပြည်နယ်နဲ့ပဲခူးတိုင်းဒေသကြီးတို့မှာအေပြည်လရဲ့ပုံမှန်ပူချင်းတို့အောက်5ဒီဂရီဆယ်စီယက်မှ6ဒီဂရီဆယ်စီယက်အထိနဲ့နေပြည်တော်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာအေပြည်လရဲ့ပုံမှန်ပူချင်းတို့အောက် 9ဒီဂရီဆယ်စီယက်မှ10ဒီဂရီဆယ်စီယက်အထိလျော့နေခဲ့ကစကိုင်းတိုင်းဒေသကြီးထပိုင်းရခိုင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာအေပီလရဲ့ပုံမှန်ပူချိန်ခန့်သာရှိခဲ့ပါတယ်2025ခုနှစ်အေပီလ30ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့မျိုးလိုက်ထူးခြားတဲ့နေ့ပူချိန်များကတော့ပခောက်ကူမြို့မှာ40ဒီဂရီဆယ်စီယက်6မြို့နယ်ကော်ကရိတ်မြို့တို့မှာ39ဒသမ2ဒီဂရီဆယ်စီယက်စီစင်ပြူကျွန်းမြို့မှာ38ဒီဂရီဆယ်စီယက်ဒဝယ်မြို့မှာ36ဒသမ8ဒီဂရီဆယ်စီယက် ကော်တောင်းမြို့မှာ36ဒသမ1ဒီဂရီဆယ်စီယက်နဲ့ညောင်လေးပင်မြို့မြိတ်မြို့ဖအံစိုက်ပျိုးရေးမိုးလေဝသနဲ့မော်လမြိုင်မြို့တို့မှာ36ဒီဂရီဆယ်စီယက်စီလို့ဖြစ်ကြပါတယ်။မတ်သားပေါ်ရာမိုးအချိန်များမှာလဲညာဦးမြို့မှာ၄ဒသမ3ခွန်လမ်းမှာမြက်သားမြို့မှာ3ဒသမ6နှစ်လမ်းမှာပုဂလေးမြို့မှာ3ဒသမ3ခွန်လမ်းမှာချောက်ပတောင်းမြို့မှာ3ဒသမ2ခွန်လမ်းမှာရှမ်းမြင့်နယ်တောင်ပိုင်းနှမ်းဆန်မြို့မှာ3ဒသမ1တက်တက်လမ်းမှာ ရန်ကုန်ဗုဒ္ဓထောင်မြို့နယ်မှာနှစ်တသက်မှ၈၃လက်မှရန်ကုန်ကဘာအေးမှာနှစ်တသက်မှ9လက်မှမော်လမြိုင်ကျွန်းမြို့မှာနှစ်တသက်မှ၄၈လက်မှကြောက်ဆယ်မြို့မှာနှစ်တသက်မှ၃လက်မှနဲ့မြဝတီမြို့မှာနှစ်တသက်မှ၁၇လက်မှတို့တိုင်းထွာရရှိခဲ့ပါတယ်။ဒီကနေ့နေ့လည်းတနအိကွဲချိန်မိုးလေဝသဂျိုးတို့မှဖမ်းယူရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိုင်အသင့်အတင့်ဖြစ်ထွန်းနေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့ရှခိုင်းပြည်နယ်နဲ့ အေယာဝရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးတိမ်ချောင်းခြင်းမိုးကျွပစ်ခြင်းလျက်ဆေးလက်ခြင်းနဲ့မိုးတိမ်ကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့်ကြိုတင်သတိပြုနိုင်မှာရန်အကြံပြုအပ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့တိမ်အသင့်ထက်မှာတိမ်တူထက်နေပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံရမြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာလေပြင်းအားလျော့နေတာကိုတွေ့ရပါတယ်။ မြမပင်လေပြင်မှာလှိုင်းအသင့်အတင့်ရှိပါမယ်လှိုင်းမြင့်မှာမြမကန်ရန်တလျှောက်နဲ့ကန်းလုံပင်လေပြင်တို့မှာငါးပိမှာရှစ်ပိခန့်ရှိနေပါတယ်မနှက်ပြန်မနှက်ထီခံမှန်းချက်များအနည်းငယ်ကတော့ကချင်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကျကျဲရခိုင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နဲ့မုံပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့စကမ်းတိုင်းဒေသကြီးချင်းပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ် ကိုးတိုင်းဒေသကြီး၊ရှမ်းကုန်တိုင်းဒေသကြီးနဲ့အေရဝတီတိုင်းဒေသကြီးတို့မှာနေရအနှံပြားမှုထက်ကြုံရပြီးရှခိုင်းပြည်နယ်၊မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာနေရကွက်၍မိုးကျနေပါတယ်။အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ခင်ဗျာ။ နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်မနှက်ဖြန်မနှက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမိုးတချုံရွာပါမယ်အမြင့်ဆုံးပုချိန်မှာ33ဒီဂရီဆက်စီရဲ့61ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးပုချိန်မှာ23ဒီဂရီဆက်စီရဲ့83ဒီဂရီဖာရင်ဟာရှိနေပါတယ်ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွက်မနှက်ဖြန်မနှက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းနေရာကွက်ကြားမိုးတချုံရွာပါမယ်အမြင့်ဆုံးပုချိန်မှာ34ဒီဂရီဆက်စီရဲ့63ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးပုချိန်မှာ 24ဒီဂရီဆက်စီရဲ့85ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။မန္တလေးမြို့နယ်နေတဝိုက်အတွက်မနက်ဖြန်မနက်ထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာမိုးအထင်အထင်ထိချောင်းရပါမယ်။အမြင့်ဆုံးမှုချိန်မှာ34ဒီဂရီဆက်စီရဲ့63ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးမှုချိန်မှာ22ဒီဂရီဆက်စီရဲ့82ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်ကတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီး၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊နေပြည်တော်၊ရှမ်းပြည်နယ် ကယားပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာချက်ချက်မှနေရာဆက်ဆက်မိုးတချုံရွာပါမယ်။မိုးကြိုကာလအတွင်းဖြစ်ပေါ်တတ်တဲ့မိုးလေဝသဖြစ်စဉ်များနဲ့ပတ်သက်၍ချိုတင်သတိပေးနှိုးဆော်ချက်မြန်မာနိုင်ငံအရရမှာမိုးကြိုကာလဖြစ်တဲ့မေလမှမြန်မာနိုင်ငံသို့အနောက်တောင်ဘက်တောင်လေးမဝင်ရောက်မီကာလအတွင်းလေထုမြင့်မြတ်မှုများချလကောင်းနေ့အပူချိန်များတဖြည်းဖြည်းမြင့်တက်လာရမှာ အပူပြန်တက်တိမ်များဖြစ်ထွန်း၍မွန်လွယ်ညနေပိုင်းတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းခြင်းကြောင့်၎င်းလေပြင်းများတိုက်ခတ်ခြင်းလေပြင်းနဲ့အတူထစ်ချုံခြင်းမိုးကြိုပစ်ခြင်းလျှက်စိလက်ခြင်းမိုးသည်ကြွေခြင်းနဲ့နေရာကွက်ကြားမိုးတချုံရခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါတယ်။လေပြင်းတိုက်ခတ်စဉ်မြေပြင်ရေပြင်လေဟာတနအီကိုမိုင်40မှမိုင်50အထိတိုက်ခတ်နိုင်ပါတယ်။အကြံပြုချက်တို့ပြပါ၍ပြည်သူများနေဖြင့်မိုးကြိုကာလဖြစ်တဲ့မေလမှမြန်မာနိုင်ငံသို့ အနာတောင်မုတ်တောင်လေးမဝင်ရောက်မီကာလာတွင်ဖြစ်ပေါ်လာနိုင်တဲ့မောလီဝဒဖြစ်စဉ်များနဲ့ပတ်သက်၍အထူးဂရုပြုနေထိုင်သွားကြပါရန်နဲ့ပြည်ရင်းလေချောင်းပြန်တမ်းရေးနဲ့ရေချောင်းခီးစင်များအနေဖြင့်လဲကြိုတင်သတိပြုနိုင်ပါရန်အသိပေးနှုတ်ဆက်အပ်ပါတယ်